ရလိုက်တိုင်းဒေသကြီးကြောက်ကကြေးရွာရှိမိပြင်းပြည်သူများကိုအဓိကတွားရောက်လှူဒန်းရန်အတွက်ရန်ကုန်ခြေစိုက်လူငယ်ပရဟိတများကွန်ရမဖေဗူလာ14ရက်နေ့ကတင်တို့ဤချက်ချင်းပြေကူညီပါအစီအစဉ်ဖြင့်ကံတော်ဤဥယျာဉ်မှာအလှူခံမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတင်တို့ဤချက်ချင်းပြေကူညီပါလို့အမည်ပေးထားတဲ့အစီအစဉ်မှာဇုံတွဲအင်ကြီးရောင်းချခြင်းအမတ်တရတပ်ပုံများရိုက်ကူးပေးခြင်းတားတော့ဗီဒင်ပေးခြင်း ကယ်ရီကေချာရေးဆွဲခြင်းပြုလုပ်ပေးတဲ့အစီအစဉ်တွေပါဝင်ပြီးရရှိတဲ့ငွေကြေးတွေကိုတောက်ကဒေတာရှိမိပိသိမ့်ပြည်သူတွေကိုအဓိကလှူဒါန်းသွားမယ်လို့ရန်ကုန်အခြေစိုက်လူငယ်ပရိုက်တာများကွန်ရံမှာကိုကြော်ကြားကအခုလိုပြောပါရတယ်။ အာဒီနေ့ကတော့ကျွန်တော်တို့ဟိုဗလက်တိုင်းဒီမှာပေါ့နော်ချစ်သူများနေမှာချစ်သူများနေပေါ့မူတည်ပြီးတော့ပေါ့အခုအဲမြန်မာနိုင်ငံနေရာတော်တော်များများမီးဗေးတွေဖြစ်တယ်အဲ့တော့မီးဗေးတင်ပြသူတွေကိုကိုညီမယ်ဆိုပြီးတော့အဲ့တော့ဆရာ share ပြောလာ port တရား live ပေါ့နင်တို့ရဲ့ချစ်တွေကိုသူတို့ရဲ့ဘဝအတွက်ညှဝေလိုက်ပါဆိုပြီးတော့ကျွန်တော်တို့ရဲ့လောက်ကန်တဲ့ပွဲလေးလောက်တာပါကျွန်တော်တို့အဓိကကတော့ပထမဒီဒီအပွဲမတိုင်ခင်မှာ non camp နဲ့ လက်ပွတ်တာကိုလှူဒန်းပေးသွားပြီးအခုတော့ကျွန်တော်တို့ဒီမနေ့ကမှလောင်ပါတယ်ပူလောပေါ့တနင်္လာရီတိုင်းတဝယ်နာကအဲ့မျိုးကိုတော့အခုလှူဒန်းမယ်လို့ညွှန်ပြထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့အကယ်၍အဲ့ထက်ပိုလဲလာမယ်ဆိုရင်တော့ပြန်လဲထူထောင်ရေးတွေမှာလည်းကျွန်တော်တို့ပြန်လဲကူတနင်္လာရီတိုင်းဒေတာကြီးဘိတ်ခိုင်ပလောမျိုးနယ်ရှိကြောက်ကကျေးရွာမီလောင်ကျွမ်းမှုကဖေဖော်ဝါရီလ17ရက်နေ့မနက်7:00ခွဲအချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီးအင်ဂျီယာနဲ့ချီမီလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။